အင်အားပြင်းတဲ့အေယာမတိုင်ဖွန်းမွန်တိုင်းကြီးဖွန်ဝမ်ဟာနိုဝင်ဘာလ9ရက်တနင်္ဂနွေနေ့ကဖိလစ်ပိုင်နိုင်ငံကိုဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့်လက်တလောထွက်လာတဲ့သတင်းတွေအရအနည်းဆုံးလူ2ဦးသေဆုံးသွားတယ်လို့ဆိုပါတယ်။မွန်တိုင်းကြောင့်ရေကြီးမြေပြိုမှုတွေဖြစ်နိုင်တဲ့နေရာဒေသတွေကဒေသခံတတန်းကျော်ကိုလည်းဘေးကင်းရာကိုရှောင်တိမ်ခန့်ခဲ့ရပါတယ်။ဖိလစ်ပိုင်နိုင်ငံကိုမွန်တိုင်းဝင်ကင်းလေးမှာပဲစူပါတိုင်ဖွန်းအဖြစ်ကြီးညာခဲ့ပြီးလူစုံကျွန်းအော်ရိုရာခရိုင်တွေက ီနာလုကံမြို့ကိုဝင်ရောက်တိုက်ခတ်တော့လေတိုက်နှုန်းဟာတနအီကို135မိုင်နှုန်းရှိတယ်လို့ဆိုပါတယ်။တိုက်ဖုန်းဖွန်ဝမ်ဟာနေပေါင်းများစွာတွင်ဖိလစ်ပိုင်နိုင်ငံကိုအပြင်းထန်ဆုံးတိုက်ခတ်တဲ့မုန်တိုင်းဖြစ်တယ်လို့ဆိုပါတယ်။မုန်တိုင်းရဲ့အကျယ်ဝန်းဟာမိုင်1200နီးပါးရှိပြီးဖိလစ်ပိုင်ကျွန်းစုတစ်ခုလုံးရဲ့သုံးပုံနှပုံလောက်ကိုလွှမ်းခြုံသွားတယ်လို့မိုးစလပညာရှင်တွေကပြောပါတယ်။ဖိလစ်ပိုင်ကျွန်းကိုနိုဝင်ဘာလ6ရက်နေ့ကဝင်ရောက်တိုက်ခတ်ခဲ့တဲ့ကာမာဂီ မုံတိုင်းကြောင့်အ ਨੇ ဆုံးလူ224ဦးသေဆုံးခဲ့ရတဲ့ကိစ္စကိုဖြေရှင်းလို့မပြေခင်ပါပဲအခုအေယာမမုံတိုင်းကြီးဖိလစ်ပိုင်ကိုထပ်မံဝင်ရောက်တိုက်ခိုက်တာဖြစ်ပါတယ်ဖိလစ်ပိုင်သမရဖာတီနာမာကော့စ်ဂျူနီယာကတော့တမ်းပြည်ကိုအရေးပေါ်အခြေအနေကြေညာထားပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ